မင်္ဂလာပါရှင်။တရင်လိုက်ထိုင်းတရေဌာနမနေ့ခင်တည်းစီစဉ်ရဲ့မန်လ18ရက်နေ့အတွက်နောက်ဆုံးရပတဲ့လေကိုပြပြပေးမှာဖြစ်ပါလေရှင်။တရင်လိုက်မျိုးနဲ့ခြုံနှက်ပေါက်ရွာအနေလမ်းတနေရာကိုစစ်ကောက်စီပစ်တဲ့လက်နဲ့ကြည်ကြည်ကြောက်ရောက်ပောက်ကွဲခဲတာကြောင့်အမျိုးသားတအူကြီးစားထိမှန်သိဆုပ်ခဲ့တယ်လို့သိရပါဗျ။သိဆိုးသူဟာအသက်50ဝန်းကျင်အရွယ်ဦးရဲတိုက်ဖြစ်ပြီးမနေ့ညနေကစိုက်ကန်နဲ့သွားနေတဲ့အချိန်လမ်းမှာကြီးစားထိမှန်သိဆိုးခဲ့တာပါ မနေ့ကနေ့လယ်ပိုင်းမှာလဲ၆နှစ်ပေါက်ရွာအနီးဝန်းကျင်ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပြီးအဲ့ဒီတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့မသိရသေးပါဘူး။မြင်းမျိုးနယ်မြစ်တောင်ကျေးရွာအိုစုတရုတ်တန်းရအေးချမ်းဖြူစင်လမ်းမှာနေထိုင်တဲ့အသက်ခဏနှစ်အရွယ်မိကလေးငယ်တအူနှစ်ရက်ကြာတဲ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့သိရပါဗျ။ ပငံချင်းတွေနဲ့ကစားနေတဲ့မိကလင်ငယ်ကို အခုလ14ရက်နေ့မနေ့ပိုင်းမှာတန်ဃာတော်တပါးကလာခေါ်သွားပြီးနောက်အဆက်အသွယ်ပြတ်နေတာဖြစ်ပြီးမျက်မြင်တွေရဲ့ပြောကြားချက်အရပလုံးမျိုးနယ်ဘက်ကိုစိုက်ကဲကယ်ရီအဆစ်ဆင့်ငားရပြီးသွားနေတယ်လို့ဆိုပါတယ်ဒါပေမဲ့အခုလ16ရက်နေ့ညအထိအဲ့ဒီမိကလေးငယ်နဲ့မိသားစုဝင်တွေအဆက်အသွယ်မရသေးဘူးလို့သိရပါဗျ။ အသက်52နှစ်အရွယ်ရှိပြီဖြစ်တဲ့လောက်လူဒေတာခန်နိုင်ငံရဲ့အကြီးသားဟောင်းဦးညီမောင်ထွေးဟာအခုလ15ရက်နေ့ကကိစ္စယောဂနဲ့ကွယ်လွန်ခဲ့တယ်လို့သိရပါဗျ။သူဟာပြီးခဲ့တဲ့2022ခုနှစ်ကတဝက်အကျဉ်းထောင်မှာ905ကပုံမှန်နဲ့ထောက်ချခံရပြီးနောက်ပြီးခဲ့တဲ့2024ခုနှစ်ကပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအခြေသားဟောက်တူဖြစ်ပါတယ်။ ျုံးစိုးမြို့နယ်ရေကန်အော်ရွာခံဦးထော်မင်ဦးကိုအခုလ23ရက်နေ့ကအမည်မသိလက်နက်ကင်တပ်ဖွဲ့တစ်ဖွဲ့ကဝင်ဖမ်းသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။တပေါတော်ရွာဘိုးကြီးပြန်ပွဲကဖဲဝိုင်းမှာဝင်ဖမ်းသွားတာဖြစ်ပြီးဦးထော်မင်ဦးဟာမူးယစ်စေဖြတ်ဝေရောက်ချတဲ့အမှုနဲ့ NLD အစိုးရလက်ထက်ကလည်းထောက်ကြားခဲ့ပူသူဖြစ်တယ်လို့ဆိုပါတယ်။လရှိမှာတော့ဥထုံမင်းဦးကိုဘယ်အဖွဲ့ကဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ နေအနေမိုင်းနေမိပြီး6တောက်တစ်ဖက်ပြတ်တောက်ခဲ့တဲ့ပလောမျိုးနယ်စင်ထိုးကြီးရွာအရှိကန်းကအသက်30အရွယ်ကိုပြိုပြိုအတွက်စိတ်ကူးသားမှုစရဲ့အကူအညီတွေလိုအပ်နေတယ်လို့မိသားစုဝယ်စီကသိရပါဗယ်။ကိုပြိုပြိုရဲ့မိသားစုဟာပြီးခဲ့တဲ့နှစ်နှစ်လလောက်ကတည်းကနေရဆွက်ခွာထွက်ပြေးနေရသူတွေဖြစ်ပြီးအလုတ်ကယ်တွေရပ်နာထားရတဲ့အတွက်အကူအညီတွေလိုအပ်နေတာလို့ဆိုပါဗယ်။ စင်ထိုးချင်းရွာအနီးတစ်ဝိုက်မှာပြီးခဲ့တဲ့နှစ်နှစ်လယ်လောက်ကစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ် KNRA နဲ့တွလိုင်းရင်မဟာမေးတပ်တွေကြအပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီးလက်ရှိမှာတော့ KNRA တပ်ဖွဲ့ဝင်တွေကနေမြေဆူမှုထားတာဖြစ်ပါတယ်။ အစမတန်ဝေကောက်တာနဲ့လမ်းသွာလမ်းလာတွေကိုရိုက်နှက်ဆစ်ဆဲတာတွေကြောင့်ပလောမြိတ်ကားလမ်းပေါ်မှာရှိတဲ့ပလောမြို့နယ်ပေါ်ကိုးရွာကတော်ကြီးမွေဟောက်တပ်ဖွဲ့ရဲ့ဆစ်ဆဲရဲဂိတ်ကိုဖြုတ်သိမ်းပေးဖို့တောင်းဆိုကြောင်းဒေသခံတွေနဲ့လမ်းသွာလမ်းလာတွေကပြောပါတယ်အဲ့ဒီဂိမ်းမှာဆနက်ပေတကိုကားတစီကို6သိန်းကျန်ခရီးသက်တဲကားတစီကို3သိန်းကျန်နဲ့ခရီးသက်တအူကို2000ကျပ်နှုန်းနဲ့ငွေကောက်ခံနေတယ်လို့ရေမောင်းတွေနဲ့ခရီးသက်တွေကဆိုပါတယ် တော်ကြီးမွေဟောက်တပ်ဖွဲ့ဘက်ကတော့22ဘေးကားတစီကို9တောက်ကျန်ဝချင်း17ဘေးကားတစီကို3တောက်ကျန်နဲ့6ဘေးကားတစီကို2တောက်ကျန်ဝချင်းစသဖြင့်ကောင်းမွန်မှာပါလာတဲ့ကိုပီစီတွေပေါ်မူတည်ပြီးတတ်မှတ်ကောက်ခံနေတာဖြစ်ပြီးအဲ့ဒီပမာဏတွေထက်ပိုကောက်တာတော့မရှိဘူးလို့ပြောဆိုထားပါတယ်တနေ့တော့ရထားတဲ့ဌာနရဲ့မနေ့ကင်းတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။